အားလုံးပဲမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပိတ်တဲ့အားလုံးမင်္ဂလာပါ Champion Liverpool ကတော့အကြိမ်20မြောက်မပီး Champion စုချီကို Anfield မှာအောင်ပွဲခံရင်တူးချင်း individual စုတွေကိုလည်း Mosales သိမ့်ပိုက်နိုင်တယ် Mosales ကဒါ Premier League ရဲ့29ဂိုးမြောက် twin goal ရဲ့တစ်ချိန်တည်းမှာပဲဖန်တီးမှု18ချိန်နဲ့48ဂိုးပေါင်းပတ်သက်တယ်ဒါက Premier League တမိုင်းတစ်လျှောက်မှာ twin goal နဲ့ဖန်တီးမှု ကိုအများဆုံးသွင်းတဲ့ပါဝင်ပတ်သက်မှုမှာမိုမက်ဆာလက်စ်က record breaking အရင်ကအန်တီကိုတို့အာလန်ရှီယာတို့ရဲ့စံချိန်ကိုပူးတွဲတူညီခဲ့တယ်။ လီဗာပူးကအင်ကွဲမှာပဲလစ်နဲ့ကန်တယ်နှစ်သင်းလုံးချစ်စရာကောင်းတာကချန်ပီယံဖြစ်တဲ့နှစ်သင်းကတသင်းနဲ့တသင်းကြားမှာလက်ဆောင်လေးကိုစီပေးခဲ့ကြတယ်ယာဂန်ကလော့တို့စတီဗင်ဂျာရက်တို့လက်ချက်တွေအားလုံးတက်ရောက်ခဲ့ပြီးတော့အန်ဖီရဲ့နောက်ဆုံးပိတ်ပွဲဖြစ်တဲ့ဒီတန်းမှာလီဗာပူးအသင်းဟာဒါ FA Cup Champion မတိုင်ခင်မှာ FA Cup Champion Palace ကလီဗာပူးကိုအရင်ဆုံးဂုဏ်ပြုပြီးတော့လီဗာပူးကလည်း Palace ကို FA Cup အတွက်ပြန်လည်ဂုဏ်ပြုထားတယ် သူတို့နှစ်သိန်းကန်တဲ့အခါမှာဆော့ဆော့စီစီပဲလီဗာပူးဂိုးပေးရတယ်ပေးလိုက်တဲ့ဂိုးကတော့ Isle Myla Sa ဂိုးကိုဒါဘယ်လိုပြောမလဲဆိုတော့ဒါလီဗာပူးခံစစ်က Bradley ရဲ့အမှားသူပို့လိုက်တဲ့လုံးကမတိကြမရနဲ့မစ်ချယ်ရပြီးတော့မှအိုက်စလမိုင်ယာဆာကပွဲအစပိုင်းမှာပဲအစိုးကြီးဂိုးသွင်းလိုက်တယ်သွင်းလိုက်တဲ့ဂိုးကတော့ဒါတော်တော်လေးတော့ကောင်းတယ်ကိုးပနစ်ပဲရှိတယ်သူဂိုးသွင်းသွားတယ်ဒါလီဗာပူးတိုက်စစ်ကအခုဒီနေ့ပွဲမှာထုံးစံနိုင်ပေါ့လေဒါသူ့ရဲ့အထူးကစားမှာတိုက်စစ်တွဲမှာသူက ဒါဂျူတာကိုထောင်ထားပြီးဆော့ဘဆိုင်းရဲ့ကပူရဲ့ဒါဆာလတ်ရဲ့ခရဗန်ဘတ်နဲ့အလက်စ်ကာတီဂျုံတို့ကစားပြီးတော့မှကွင်းလေကခန်စစ်ကဘရက်ဒလီခနာတီဗန်ဒိုက်နဲ့အန်တီရောဘစ်ဆင်ကစားသွားတယ်ပဲလစ်ကတော့ဒါဒီမိုင်လာဆာရဲ့နောက်ဆာရဲ့မထက်ထားရေးကစားပွဲကတကယ်တော့ထိုက်ဂိမ်းပဲခရစ်စတယ်ပဲလစ်ကိုကျွန်တော်သဘောကျချက်ဒီကလပ်စနာကတော်တော်ကောင်းနေပြန် သူ့အသင်းဟာတော်တော်လေးလုံတက်ကြိုက်တက်တဲ့အဝေးကွင်းလာပြီးတော့လီဗာပူးတက်ပို့ပြီးတော့ဂိုးပေါက်ကန်သွင်းမှုအပိုင်လေအခုပြင်မတ်ထဲကတလုံးသွင်းသေးတယ်သူအောက်ဆိုက်ဖြစ်သွားလို့အဲ့ဒါလေလီဗာပူးရဲ့မှာပဲအောက်ဆိုက်ဖြစ်သွားလို့ဒါပေမဲ့လီဗာပူးအနေနဲ့တေးကြတာတော့ trunk ကိုတော်တော်လေး miss ဖြစ်မယ်။ဘာကြောင့်လဲဆိုတော့သူဝင်လာပြီးတဲ့အချိန်မှာသူရဲ့အရေးသွေးမြင့်တဲ့ quality cross တွေခေါ်ဥမာနူးညက်ကိုချပြီးတလုံးသူတော်တော်ကောင်းနေပြန်အဲ့ဒါသူပဲ vision ရှိတာကျန်တဲ့သူတွေ vision မရှိဘူး ဘရက်ဒလီကစားအကောင်းနဲ့လုတ်တက်ခိုင်တက်တဲ့ defensive trend နဲ့ပူကောင်းကောင်းပူကောင်းပဲ creative buy ရ efficient ရတိုက်စစ်လိုက်ပါမှုပိုင်းမှာအများကြီးကွာခြားတယ်ဒါအစင်တက် rank ကအရင်အများကြီးကွာတယ်ဆိုတော့ဒါက liverpool အတွက် frame power ကိုသူတို့ဝယ်ရတဲ့အဓိကအကြောင်းရင်းပဲဆိုတော့ဒီနေ့ louis gs ကိုတိုင် chance တွေရတယ် gap ပူအားလုံးတိုက်စစ်ရတယ်ဒါပေမဲ့ဟိုဘက်က ဒီ Crystal Palace ရဲ့ defense ကတော်တော်လေးငြိမ်နေ။အဲ့ဒီနေရာမှာဒုတိယပိုင်း68မိနစ်မှာ Crystal Palace counter ပေါက်မဲ့အလုံးမှာ Graham Bash မတင်မတတ်နဲ့ဘောထိန်တာအဆအများကြီးနဲ့ Leicester Fender ပုံစံ foul လုပ်လိုက်လို့ Camara ကြောင့် အာ right cover bash ထုတ်ခံရတယ်ကျွန်တော်အဲ့ချိန်မှာ only palace ac ဖြစ်သွားတယ်ဒါပေမဲ့မဟုတ် liverpool ကကောင်းတဲ့ချက်ကသူတို့ကသူတို့မှာ fire power ရှိတယ်အဲ့ fire power ကပဲသူတို့ down shot push လုပ်တယ် push လုပ်တယ်အဆုံးတက်မှာပဲဒါဘယ်လိုပြောမလဲဒါ liverpool အသင်းတို့ချိပါကိုရတယ်သူတို့ပြင်ဒုတိယပိုင်းမှာ trend ဝင်လာတဲ့အချိန်တော်တော်လေးအားကောင်းလာပြီးတော့ဒါ nunez တို့ jota တို့လည်းဝင်တယ်နောက်ဆုံးအဆုံးတက်မှာသူတို့ကိုလည်း chance ရတယ် palace ကမှ henderson နဲ့တော်တော်ကောင်းတယ်ဗျရသွားတဲ့အလုံးလေးအပိုင်းလေးကိုသူပိုင်စေသွားတာ မဟုတ်ကန်ဆိုးနေပြီးတော့မှပွဲပြီးကနေကြမှာမိုမက်ဆာလတ်ကဒါဂက်ပူခေါင်းတိုက်ချပြီးတဲ့လုံကနေသူကန်သွင်းသွားတယ်ဒါကပရီးမီးယားလိမှာသူ29ဂိုးဆိုတော့သူတို့ယူရိုပီယံထော့ဂိုးဆိုတာသူမဖြစ်ဘူးဒါပေမဲ့ပရီးမီးယားလိရဲ့ရွှေဖနက်စုရတယ်ပရီးမီးယားလိရဲ့လက်ရှိထော့ဂိုးဆိုတာရဲ့ပြီးထော့အစ်စ်ရတယ်ဆိုတော့ဒီလိုမျိုးကိုသူကစီစဉ်နှစ်ခုမိုဆာလတ်ကလုတ်ပြတော့တောင်းတောင်းမလွဲဘူးเนาะဒီလိုပုံစံမျိုးကိုမိုဆာလတ်ကသူကစားမပေါ်မှာနှစ်ချိန်လုတ်ပြနိုင်ခဲ့တယ် အဲ့ဒါကတော့တကယ်ပေါ့လေ2021 22မှာပရီးမီယာလီဂ်မှာသူ23ဂိုးသွင်းတယ်73ဂိုးဖန်တီးတယ်ရွှေဖနက်ရောဒါရွှေပလေးမေကာဆူရောရပြီးတော့ဒီဒီချိန်မှာ28ဂိုးဒါဘယ်လိုပြောမလဲသူသွင်းတယ်ဒါဘယ်လိုတူတယ်ပေါ့လေဒါအခုဒါတူတယ်အဖြစ် 29ကိုတွင်းတယ်18ကိုဖန်တီးတယ်တကယ်ဆိုရင်ဒါ tier only တင်ထားတဲ့ twin ko 20ကို तू ဖန်တီးမှုကို तू ချက်ရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာတောက်လျှောက်ဒီဖန်တီးမှုမရမရမရဖြစ်သွားလို့ဒါ तू ဖန်တီးပေးတဲ့အလုံးတွေတချို့အလုံးတွေဆိုတော်တော်လေးကောင်းတယ်ဒါဆိုတော့လည်းပဲကိုသမားအကောင်းကောင်းစိတ်သွားတာလည်းပါတယ်ဒါပေမဲ့ Mohamed Salah က Premier League ရဲ့ top goal scorer နဲ့ဖန်တီးမှုစုကိုနှစ်ချိန်ဆက်နှစ်ခါရတာဗောလေနှစ်ချိန်နှစ်ခါရတယ်၂၁၂၂မှာ၂၃ကိုအတွင်း73ကိုဖန်တီးပြီးတော့ရွှေဖနက်ရောဒါပလေးမေကာစုကိုရတယ်ဒီချိန်မှာလည်းရွှေဖနက်28 29ကိုနဲ့78ကိုဖန်တီးပြီးတော့ပလေးမေကာစုကိုရတယ်အရင်တော့ကလည်းဒီလိုမျိုးပူးရွေးရတာကအခုအရင်တော့ hurricane တခါရဖို့လေဆိုတော့ sarastrack ကတော့ချုံမြိန်တဲ့အောင်ပွဲ champion liverpool အတွက်နောက်ဆုံးမှာ try alexander arnold က သူဘွားတလျှောက်လုံးကစားခဲ့တဲ့လီဗာပူးပေးတဲ့တွေကိုမျိုးစုံမျက်ရည်တင်နှုတ်ဆက်ခဲ့တယ်။ဆိုတော့လီဗာပူးကတော့ပရီးမီးယားလိမပေးချန်ပီယံဆုကိုနှစ်ကြိမ်မြောက်ရယူခဲ့ပြီးတော့တူတဲပရီးမီးယားအင်္ဂလာအမှတ်ပေးပြိုင်ပွဲမှာအကြိမ်20ရရှိခဲ့ပြီးတော့ ချန်ပီယံနဲ့မှတ်တမ်းသင်ရထုတ်ပြီးတော့အာနီဆိုရဲ့အဝဲကိုရယူခဲ့တာပေါ့လေဆိုတော့ဆာလတ်ရဲ့ individual performance ဆိုတော့မိုဆာလတ်ကပရီးမီးယားလိရဲ့အကောင်းဆုံးဘောလုံးမှာ FW ရဲ့အကောင်းဆုံးဘောလုံးမှာနောက်တစ်ပတ်က top goal scorer နဲ့ playmaker စုတွေအားလုံးကိုတင်ကြုံရရှိခဲ့သလို PFA စုကိုလည်းသူပဲရအောင်မှာဖြစ်ပြီးတော့ဒါ virtual van dyke ကဒါအမပေးချန်ပီယံဆူဖလာကိုထိုက်တိုက်တယ်နဲ့ဂိုင်ပြောက်နိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်